မင်္ဂလာပါကိုခဲအင်စတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခဲမှာဒီကနေ့ရဲ့ဘောလုံးအပြောင်းရွှေ့တရေနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ်ပထမဆုံးသတင်းကျတဲ့တရင်ကတော့ VR Star ဖော်ပြထားတဲ့တရင်ပဲဖြစ်ပါတယ်။ Vida Yogesh ကအခုလာမယ့်နှစ်မှာဘယ်အသင်းမှာကစားရမယ်ဆိုတာတေချာမသိသေးကြောင်း Sporting Lisbon ရဲ့အသင်းဘော်တွေကိုပြောကြားခဲ့ပါတယ်။လက်ရှိ ဒီတိုက်စစ်ကစားသမားကိုအနည်းဆုံးဆုံးချင်းကပ်နေတဲ့ကလပ်တင်းကတော့နှစ်တင်းပါ Manchester United နဲ့ Arsenal တို့ဖြစ်ပါတယ်ဆိုတော့ Vidal Jorge ရဲ့ပြောကြားချက်ပေါ်မှာအခြေခံပြီးကျွန်တော်တို့စဉ်းစားကြည့်အောင်ဘယ်တင်းကိုပြောင်းမယ်လို့သုံးဖက်ချက်ချပြီးပြီးဘယ်တင်းကိုပြောင်းဖို့စိတ်အားထက်သန်နေဆိုတော့တဲ့တင်းနေရာရှေ့မှာတောက်လျှောက်ပေါ်ထွက်ခဲ့တာပါ Arsenal ကိုပြောင်းဖို့စိတ်အားထက်သန်နေကျွန်တော်ကိုယ်တိုင်လည်းဆွေးနွေးခဲ့မှုပါတယ် United အသင်းကိုသူ့ရဲ့ဆရာဟောင်းရှိလို့တွားချင်တယ်ဘာညာစသဖြင့်ပေါ့လေကောလာဟာလာတွေဖြစ်တဲ့အတွက်ကြောင့်ဟုတ်ကောင်းလဲဟုတ်မယ်မဟုတ်ရင်လည်းမဟုတ်ဘူးအခု Jorge ပြောတဲ့ပုံအရတော့ဘယ်မှာကစားရမလဲဆိုတော့ သူသေးချာမသိသေး United နဲ့ Arsenal အပြင် Chelsea ကလည်းဒိုရှိုင်လေးဆွေးနွေးညီနိုင်နေတာလေဖြစ်ကောင်းဖြစ်နိုင်တာပဲဒီနေ့ရာသီဗျာ Go ကို Special သွင်းထားတဲ့တိုက်စစ်မှုတစ်ယောက်ပေါင်တန်း60ဆိုတာမျက်စိမိတ်ပြီးဟေ့ရော့ရော့ရော့လို့တောင်ပေးခေါ်လို့ရတယ်အသင်းသားရလိုချင်မှာပဲကျွန်တော်လုံးဝမထင်ထားတဲ့အခြေအနေမျိုးအနေတခြားသောကလပ်တင်တဲ့တင်းလည်းဖြစ်သွားနိုင်တယ်ဥပမာ Barcelona က Lewandowski နဲ့အစားထိုးဖို့ခေါ်တယ်လို့ဘာလို့ပြောလို့မရဘူးလေကျွန်တော်ဒီလို demands ပြတဲ့ကစားသမားတစ်ယောက်ဒီတေချာတကူကတော့သူ့ကစားသမားဘောကအောင်မြင်မှုအာမခံချက်အဲ့တော့ကျွန်တော်ပြောရတဲ့စကားကတော့အောင်မြင်မှုအာမခံ ံချက်ဆိုတာပါရနော်ငွေချေးအာမခံချက်မဟုတ်ဘူးပွဲထွက်ခွင့်အာမခံချက်မဟုတ်ဘူးသူ့လိုအနေထားမျိုးကြီးနဲ့ဗျပွဲထွက်ခွင့်အာမခံချက်လောက်ခပမာဏအာမခံချက်ရရတယ်ဘယ်သွင်းသွားကစားကစားဗီဒါယောဂက်ကိုတသိန်းခွင့်နှစ်သိန်းဝင်းကျင်လောက်ဘေးကိုပေးရမှာပဲဒါပြင် extra bonus တွေလည်းပေးရမှာပဲတော်တော်အောင်မြင်မှုအာမခံချက်ကအသင်းတိုင်းမှာမရှိဘူးဗျအဲ့တော့ကြောင့်သူဘယ်သွင်းကိုပြောင်းရွှေ့မလဲဆိုတာတစ်ချက်တော့စောင့်ကြည့်ရမယ်သဘောမျိုးပါတေချာတော်တစ်ခုကတော့ မန်ချက်စတာယူနိုက်တက်ဒီဗီဒါယောဂက်ရှ်ကိုခေါ်ရခက်ခဲသွားနိုင်တယ်။ဘာကြောင့်လဲ။နောက်နှစ်ဘောလုံးရသည်ဒီဥရောပပြိုင်ပွဲဝင်ခွင့်မရဘူး။တော့ဒီနေ့ရသည်မှာလဲဖလားလက်မဲ့ တရားစီကြုံတွေ့ခဲ့ရတယ်ပရီးမီးယားလိမှာပဲရှင်ပြန်ရမယ့်အခြေအနေမှာတော့ဗီဒယောဂီယက်လို့အသက်အရွယ်တစ်ခုရောက်နေတဲ့ကစားသမားတစ်ယောက်တည်းသူ့ရဲ့ဆရာရှိပါသေးအောင်ဒီအသင်းကိုပြောင်းရွှေ့ဖို့ဆိုတာစဉ်းစားမယ်လို့ထင်တယ်အဲဒီလိုမှမဟုတ်ပဲဒါရူဘင်အမော်ရယ်လက်အောက်မှာပဲကစားခြင်းလို့ယူနိုက်တက်နဲ့တိုက်ပွဲဝင်လို့သေးရှိလို့ပြောင်းခြင်းတယ်กว่าဆိုရင်လည်းဒါကတော့မပြောတတ်ဘူးဒါကတော့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ့နော်တိုးတော့တခြားသောကလပ်တင်းတွေကိုကြည့်မယ်ဆိုရင်တော့ချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းတွေကိုတော့ပို့ပြီးတော့ရွေးချယ်မယ်လို့ထင်တယ် အဲခါတော့ကကျွန်တော် X player တယောက်ပြောဘူးတယ်ဗျာထားပါတော့ Chelsea X player လား United X player လားမသိဘူးကျွန်တော်မှတ်မှတ်မိတော့ဘူးနာမည်ကတော့ကစားသမားတယောက်အားတဲ့ဟို Champion League ဝင်ခွင့်ရကြင်လို့ပြောင်းနေဆိုတာအသိအထိပ်ပဲမရှိဘူးပေါ့နော်အသင်းတသင်းကိုချစ်လို့ပြောင်းနေဆိုတာမျိုးပဲဖြစ်စီခြင်းနဲ့ဆိုရဲစကားဒီမော်ဒန်မုံလုံးလောကခေတ်မှာမရှိတော့ဘူးအဲသူတို့ခေတ်တုန်းကရှိရင်ရှိမယ်ဗျာအသင်းကိုချစ်လို့ပြောင်းနေဘဲတကယ်ရှိတယ်အမ Francisco Totti တို့ Del Piero တို့ဆိုရင်တော်လာမပြောနဲ့အဲ့ခေတ်အခါမှာ နာမည်ကြီးကလပ်တင်းတွေအများကြီးလိုချင်ခဲ့တာဒါပေမဲ့မပြောင်းသူတို့အဲ့ကလပ်တင်းမှာပဲတည်အောင်ဖိစက်ခဲ့တယ် Ryan Giggs Tony Du ပဲအပြောချင်တာအဲ့ဒါတစ်ခေတ်တစ်ခါမှာပဲရှိတော့မယ်အတင်းကိုချစ်လို့ပြောင်းနေဆိုတာအခုနောက်ပဲဘောလုံးသမားတွေကအောင်မြင်မှုချင့်ချင်မချင့်ငွေကြီးကိုချစ်တယ်ဒါပဲအဲ့တော့သူတို့သွားပြောလို့လည်းမရဘူးခင်တဲ့စနစ်ကအရေရာပြောင်းလဲသွားပြီဟိုကိုယ့်ရဲ့ခံယူချက်ယူဆချက်တခုတည်းနဲ့ဒီတခြားသူတဦးရဲ့လွတ်လပ်ခွင့်သွားပြီးကျွန်တော်ကစုပ်ကင်လို့မရဘူးပေါ့နော်အဲ့တော့ Vitor Jokic အနေနဲ့ United အတင်းကိုချစ်လို့ပြောင်းနေတယ်ဆိုတဲ့ပုံစံမျိုးလည်းမတွေ့ရဘူးမ ဒီယက်ခုညာကျတော့တမျိုးဗျာသူကကျတော့တကယ်ဒီသင်းကိုပြောင်းချင်လို့ပြောင်းသွားတာပေါ့เนาะအဲ့တော့ယောဂီယက်ကိုပေးရမယ့်အမောက်ပမာဏလည်းများတယ်ဟိုဒီကစားသမားကိုယ်တိုင်ကလည်းအောင်မြင်မှုအာမခံချက်ပေးနိုင်တဲ့အသင်းသင်းကိုပြောင်းချင်တဲ့အခါကျတော့ဒါကျွန်တော်အထင်ကပြောမယ်ဆိုရင်အဲ့လိုချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းမျိုးတော့ဖလားအာမခံချက်ပိုများတဲ့အသင်းမျိုးပဲပြောင်းရွှေ့နိုင်ဖို့ရှိရလို့တော့သုံးသပ်မိပါတယ်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျ ဒီသတင်းကိုတော့စပိန်သတင်းမေတစ်ခုဖြစ်တဲ့ Mundo Deportivo ကဖော်ပြထားတာပဲဖြစ်ပါတယ်။ Liverpool တင်ရဘာစလိုနာကိုပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတဲ့ Luis Diaz အသင်းကနေထွက်ခွာသွားမယ်ဆိုရင်အသက်20ရွယ် Lyon နဲ့ Belgian တောင်ပံကစားသမား Malik Fofana ကို ဖြစ်နိုင်ခြေရှိတဲ့အစားထိုးမှုတရအဖြစ်ရှုမြင်ထားတယ်လို့သိရပါတယ်။ Luis Diaz တင်းနေရလဲခပပချင်းစီလှုပ်လာတာကျွန်တော်ကတော့မယူသားဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ Liverpool ကစလှုပ်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်။ Diaz ကို ပေါ်တိုကခေါ်ဦးစဉ်အချိန်ကလေးကပွင့်လင်းပြောရင်တော့ DS ကအသက်ရွယ်တစ်ခုရောက်နေပြီတိုက်စစ်မှုတို့ဂိုးသမားတို့က30ကျော်ထိကစားလို့ရတယ်ဗျာတောင်ပံကစားသမားတယောက်ဒီအသက်30နားကတ်လာရင်အထူးသဖြင့် Louis DS တို့လိုမျိုးပါဝါအရန်အားပြုတဲ့ကစားသမားတွေဒီအကျလွယ်တယ်အဲ့တော့ Louis DS ရဲ့အသက်ရွယ်ကစာချုပ်တတန်းနှစ်နှစ်ကျန်နေရောင်းဖို့အသင့်ဆုံးအချိန်အကောင်းဆုံးမုံတော့လုံးဝရောင်းတဲ့အချိန်အဲ့တို့ကြောင့်တချို့သတင်းတွေဒီဟိုလှော်လိုက်တဲ့သတင်းမျိုးတွေဖြစ်နိုင်တယ် Louis DS ကိုရောင်းချခြင်းနဲ့ပုံတံမျိုးကြောင့်ပေါ့ဗျာဟုတ်ပါအဲ့တော့ Louis DS ရောင်းထွက်သွားသည်ဖြစ်စေအသင်းမှာပဲ ဆက်ရှိနေသည်ဖြစ်စေကျွန်တော်ကတော့အဲ့ Malik Fofana ဆိုတဲ့ chart ကိုတော်တော်သဘောကျတယ်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်လည်းအသင်းနိုင်ငံကစားသမားတွေကိုမသိပါဘူးဟို YouTube လိုက်ရှာပြီးသူတို့ရဲ့ highlight လေးတွေခောက်ကြည့်မှအော်ဒီဘဲဘယ်လိုကစားရလဲဆိုတာသိမှာတိုးတော့ဒီ chart ကြတော့ United နဲ့ Lyon ဘွဲမှာလူသားဝင်ပြီးရှယ်မွေသွားတာတတိထားမိတယ်အရန်ကောင်းတယ်ဗျာအဲ့တော့ Belgian တောင်ပိုင်းကစားသမားတွေကမျိုးနဲ့ရိုးနဲ့ကောင်းတယ်လို့ပဲပြောရမလားမသိဘူးเนาะကျွန်တော်အခု PSV ရဲ့ Bagayoko လေးဆိုရင်လည်းတော်တော်ကောင်းတယ်အဲ့တော့ Bagayoko site မျိုးဗျဒါမဲ့ ဘာကာယိုကလည်းနည်းအထာကိုင်းနဲ့ဆရာကြီးထားပေါ့ဗျာစိုက်ပြီးနေတယ်ဒီကောင်လေးကကျွန်တော်တိတ်ဆက်မဲ့ပြီဘူးသူ့လို့သူ့လို့တယ်ရိုးရိုးရှင်းရှင်းပေမဲ့ဒရစ်ဘယ်တော်တော်ကောင်းတဲ့ချာတီတယောက်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီမာလစ်ဖိုဖာနာလေးကိုခေါ်မယ်ဆိုရင်တော့ခေါ်ယူစည်းခြင်းတယ်တခြားအသင်းတွေနဲ့တရင်မထွက်သေးတဲ့အချိန်မှာကိုကလက်ဦးမှုရောက်ပြီးခေါ်လိုက်ရင်အကောင်းဆုံးပဲအာနာစလော့အနေနဲ့လည်းကစားသမားတွေကိုမြေတော်မြောက်ပေးတဲ့နေရာမှာဟိုထူးချွန်တယ်လို့ကျွန်တော်သတ်မှတ်လို့ရတယ် right graven bash ပဲကြည့်လေ yain club လက်ထက်မှာထက်အာနာစလော့လက်ထက်မှာပိုပြီးတော့ကောင်းလာတယ်အဲ့အတွက်ကြောင့် Louis Diaz ဒါမှမဟုတ်လေ Cody Gakpo ထွက်တည်ရှိတော့မထွက်တည်ရှိတော့ Diego Jota ကတော့ဒီနေ့ဘောလုံးရတယ်မှာအတင်းကထွက်လိမ့်မယ်အဲ့တော့ Malik Fofana ကိုချုပ်တင်အစားထိုးမှု လုပ်လိုက်တာကတော့ Liverpool အသင်းရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့လူခေါ်မှုဖြစ်မယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါဂျာမန်ဘက်ကခေကာသတင်းတဏ္ဍာကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ် Liverpool အသင်းရဲ့တန်ဖိုးမြင့်ကွင်းလေကစားသမား Florian Wirtz က လာမယ့်10ရက်အတွင်းမှာဘိုင်မြူနစ်နဲ့လီဗာပူးကိုရွေးချယ်ဖို့အတွက်ဆုံးဖြတ်ထားတယ်လို့သိရပါဗျ။ကစားသမားကိုယ်တိုင်ကတော့ဘိုင်မြူနစ်ရဲ့မှမဟုတ်ဘူးလီဗာပူးရဲ့မှမဟုတ်ဘူးနှစ်သင်းလုံးကိုပြောင်းရွှေ့ချင်နေတဲ့စိတ်ဆန္ဒရှိနေပါတယ်။ဆိုတော့အသင်းတွေရဲ့ငွေကြေးသုံးစွဲမှုစွမ်းရည်ပေါ်မှာသွားပြီးတော့ the bands ဖြစ်တယ်လို့ထင်တယ်။မူတီနေတယ်ပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့ Florian Wirtz ကိုပေးချေရမယ့်ပြောင်းရွှေ့ချေအမောင်းပမာဏက တနင်္ဂနွေဘူးပေးရမှာလီဗာပူးမပေးနိုင်လို့ပြောတာမဟုတ်ဘူးလီဗာပူးဒီဘောလုံးရာသည်တရာသည်တရာသည်မှာကစားသမားတစ်ယောက်ကိုပြောင်းရွှေ့ကြည့်အများကြီးပေးပြီးခေါ်လေးခေါ်ထားတော့ရှိတယ်တိုးတော့အဲ့ဒီပြောင်းရွှေ့ကြည့်ကပေါင်တန်း80ကျော်ကျော်ဝင်းကျင်လောက်မြန်မာခေတ်မော်ဒမုန်လောကမှာဆိုရင်တော့အရန်တော့မများသေးဘူးပေါင်တန်းရာကျော်ငွေကြေးသုံးဆွဲမှုဆိုတာလီဗာပူးအနေနဲ့မလုပ်ခဲ့ဘူးပိုဆိုးတာကလီဗာပူးတင်းကိုတာဝန်ယူဆောင်ရွက်နေတဲ့ Sporting Director ကကျွန်တော် Richard Hughes အ Richard Hughes ဒီကျွန်တော်တစ်ခါလည်းပြောပြပါတယ် Andrea Barter နဲ့ type ချင်းမတူဘုံမောက်ကနေပြောင်းလာတယ်အရေးသွေးရှိတဲ့ကစား ားသမားတွေကိုခေါ်ပြီးတော့ polish လုပ်ပေးတဲ့အနေအထားမျိုးရှိတဲ့ sporting director ပေါ့နော်အဲ့တော့ကြောင့် Euro သန်း100 Jordan လောက်ကစားသမားကိုအပြောင်းရွှေ့ဖြစ်မှအောင်လုပ်မယ်လို့တော့ကျွန်တော်မထင်တာတော့အမှန်ပဲ Florian Wiss ကတော့ဟိုတကယ်ကိုထိတ်တန့်ကစားသမားပါကောင်းပါတယ်ဘာမှအပြစ်ပြောစရာတော့မရှိဘူးသို့ပေမဲ့လည်း Bayern Munich အသင်းကဒီကစားသမားတစ်ယောက်ကိုငွေကြေးအများကြီးတုံးမယ်ဆိုရင်တုံးတတ်တဲ့ ်အလေးအကျင့်ရှိတဲ့အတွက်ကြောင့်ဘာမှမကြည့်နဲ့ကျွန်တော် Harry Kane ကိုပေါင်တန်း100လောက်အသက်30နားကတ်နေပြီနော်အဲတုန်းကတော့30လားတော့မသိဘူးရောင်းခေါ်ပလိုက်တာ Vis ကိုတော့လုံးဝလက်လို့မခံဘူးလို့ကျွန်တော်ယူဆတယ်ရှေ့မှာဖြစ်ခဲ့ဘူးတဲ့နော်တမိုင်းစင်လာတွေရလဲဒေါ့မန်ကကောင်းတဲ့ကစားသမားပဲဖြစ်ဖြစ်ဝါဒါပရီမီယံကကောင်းတဲ့သူပဲဖြစ်ဖြစ်ဘိုင်မြူနစ်ကကောက်ခေါ်တတ်တဲ့အစင်လာရှိတဲ့အတွက်ကြောင့်ဖလော်ရီယန်ဗစ်ရဲ့အပြောင်းရွှေ့နိုင်ဆုံးကလပ်ကဘိုင်မြူနစ်အများဆုံးဖြစ်တယ်လို့တော့သုံးသပ်ရနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်